မိက14နှစ်တောင်ရှိပြီကြီးရဟောမေချိုအဲ့လောက်တောင်ရှိပြီဟိုးမေချိုဟုတ်ပါဟုတ်ပါမေချိုနော်ဟုတ်ပါမေချိုနောက်နောက်လာဆိုလို့ရှိရင်89ပြည့်ပြီ70ပဲ70ရဲ့ရောက်မေချိုမလေးချိန်စီပြောင်းတော့ကောင်းလိုက်တာမေချိုနော် ဟောကတော့ပုံမှန်ပေါ့တော့ဟိုဒီသတင်းကျုပ်ဆိုရင်ကိုတို့မမကလေးထုံတဲ့အနေနဲ့ဆက်ဆင်လာရဘာကျုပ်ဆိုအလူတန်းတွေလုံကြတယ်လေဒီကလည်းပုံမှန်လည်းကိုတို့ပုံမှန်အနေနဲ့လုံတဲ့လုံတာရှိတယ်ဟိုပုံမှန်ကတော့ဘုံကြီးเจ้าတွေဘုရားเจ้าတွေတွားထူတာပေါ့နော်ဒါပဲဟိုမနစ်ကလေးရပေါ့နော်ဒီရန်ကုန်မှာဆက်ခွင့်ပြီးကလေးကဒီရန်ကုန်ပေါ့နော်ဒီ Generation City မှာ Studio လေးကိုလုပ်မယ်ပေါ့တမျိုးလေးပြောင်းပြီးစီစဉ်ကြည့်မယ်ဆိုပြီးတော့ Studio ဘွဲလေးကိုစီစဉ်ဖြစ်တာပါဒီနှစ်နဲ့ဆိုရင်နှစ်နှစ်ရှိပါပြီကို Studio ဘွဲလေးဒီ Generation City မှာလုပ်တာပါ င်းရကြီးကျယ်ခမ်းနားတယ်။ဘာလို့ကြီးကျယ်ခမ်းနားဆိုတော့သူတို့ရဲ့စေတနာကကြီးကျယ်ခမ်းနားနေတော့အကုန်လုံးကကြီးကျယ်ခမ်းနားတယ်လို့ပြောရမှာပေါ့နော်။အဓိကကတော့ရမုံမှာဆိုင်ခွင့်တာနည်းနည်းရှိပြီ။ပြီးတော့ဒီပြည့်တတ်တွေကိုလည်းဖူးတွေ့ဖူးတွေ့ဟိုကျွေးမွေးပြီးတော့ဘာခေါ်ကုသိုလ်လုပ်ချင်တာပေါ့။အဲ့ဒါလေးကအဓိကပေါ့နော်။သူတို့တွေရဲ့စိတ်ထဲမှာလည်းဗုဒ္ဓဘာသာတွေဆိုတော့ဒီလိုဗုဒ္ဓဘာသာတွေအပေါ်အမြတ်ထားတဲ့ လင်းကျွတ်ကာလမှာလူကျင်တန်းနေတဲ့စိတ်ကလေးတွေနဲ့ပြီးတော့လေမချိုးကတော့တောင်းရင်ရှိတဲ့အတွက်ဒီဆိုင်ရဲ့စိန်တွေအရန်ကောင်းတာဒီအေး great စိန်တွေကိုတုံးတာဖြူတာတတ်တာလှတာဖွေးတာအားလုံးကိုမချိုးကကြောင်းရကျင်တာဘာဖြစ်လဲဆိုတော့မချိုးရရတဲ့အလှကြိုက်အစကြိုက်တယ်ဆိုတော့သူဆိုင်ရဲ့အထူးအဓိကအလှအသက်နေကိုမချိုးကအားလုံးကိုဝိပြပါပေါ့နော်ဟုတ်တယ်ဆိုင်ကလည်းအကြည့်ကျဲပဲ မိချွာလဲဆိုင်ဝဲနဲ့ဆိုခြင်းနဲ့တိုးတော်မိချွာဖျားနေတာငားရရှိပြီအဲ့တော့သူတို့ကိုအားကိုးပြီးတော့ပဲဆိုအားမှာပြီးတက်ကူတော့နှစ်ဖူးနဲ့ဒုတိယဒီကလေးတွေရဲ့စေတနာကိုအတိပါပြပြီးဆိုခြင်းနဲ့တိုးတော်ရမရဆိုတာတော့ကံမဲ့အော်မိချွာစိတ်ကအရန်တက်ကြွားဆက်ဆောင်စိတ်ဆောင်ပြီးတော့ဖြစ်တော်မှာမိချွာအဲ့တော့အာတာရကွာမေကျွေးပရိသတ်မေကျွေးကိုချစ်ခဲ့တဲ့လူဆိုတော့ကိုရဒီတော့အလူလောက်တဲ့အချိန်မှာတဲ့မမရင်ချင်းမှုစိုင်းတဲ့ဝိုင်းနဲ့ဖြောင်းရင်းမယ်ဆိုတော့အာ မေချိုပိုင်ပို့ပြောပွဲရလာပါချက်တည်းရှိပါမင်္ဂလာရှိပါဆိုပြီးတော့တကယ်ကိုကိုကလည်းစစ်တော့မေချိုဆိုတာကိုကိုယ်လည်းကြည့်ကျင်နေလာတဲ့ပြိဿတွေကိုလည်းမေချိုကိုကြည့်စေခြင်းနဲ့နောက်ပြီးမင်္ဂလာသခင်တွေကိုလည်းကြားစေခြင်းနဲ့ကြောင့်မလို့မေချိုနဲ့ဒီဆိုင်ဝိုင်းနဲ့ပြေချာစီစဉ်တော့ဟုတ်ပါတယ်များတယ်ရပြီပင်မေချိုကအခုတရင်ချုပ်ဖြစ်တဲ့အတွက်မအားတဲ့အတွက်အလုပ်တွေအရန်ပြီးဖျားနေတာငါရဲ့စီမှာဒါပေမဲ့တရေမှမနာတယ် တရင်ကျွဆိုတဲ့ကာလကိုပဲလုံးလုံးချင်ကြတယ်မင်္ဂလာပြည့်ချင်ကြတဲ့လူတွေကိုမချွတ်မရင်းခဲ့တဲ့အတွက်ကွဲတက်လာခြင်းဖြစ်တယ်ဒီကလေးဆိုရင်လည်းမချွတ်အရန်ချစ်တယ်အရန်တွေ့ချင်တယ်ဆိုတော့မချွတ်စူးစမ်းပြီးစေထုတ်ပြီးတက်လာအဲ့ဒါကြောင့်မလို့မချွတ်မှာပေါ့တော့အဲ့လိုဆိုတဲ့အခါလေးနဲ့အမရှိနေရှိမယ်အဲ့ဒီခါကြလို့ရှိနေမချွတ်သူတို့စေတနာလေးကိုအတိမပြတော့အပြည့်စိုးခြင်းဖြစ်တဲ့အတွက်ခွင့်တော်လို့ဆိုရတာ အရင်ကချက်ပြီးသားဆိုမင်းကျုပ်အကုန်နားလဲမင်းကျုပ်ဘာဆိုဆိုမတန်ရပြနေရတဲ့ကိုမင်းတက်ကချက်နေအဲဒါတော့ကိုကခုနပြောလို့ပေါ့နော်ကိုတို့ကဒီလူပညာရှင်တွေအရင်ကချက်တယ်ချက်တော့လူပညာရှင်တွေလည်းချက်တယ်အဲ့တော့သူတို့ရဲ့မျိုးဆက်လေးတွေလည်းကိုကသူတို့စပြငယ်လေးကပြင်းတွေ့နေရတော့ စိတ်ထဲမှာရင်းနေရင်းနေပြီးသားချစ်လဲချစ်ပြီးသားဆိုတော့ဒီလိုပွဲလေးတွေမှာကလေးတွေကိုချစ်တဲ့ကနေကလေးတွေလည်းပါဝင်ရအောင်တော့သူတို့ကြားပေါ့နော်ဒီအခုခေတ်ပေါ့နော်ဒီလိုစတူဒီတာမျိုးအလှပွဲလေးမျိုးစိုင်းတဲ့ဝိုင်းတဲ့လူမျိုးလေးကိုလည်းသူတို့ကိုယ်တိုင်ကိုလည်းပါစေခြင်းနဲ့ဒါမှလည်းကွာအလှပွဲတစ်ခုလို့စီစဉ်ပြီးတော့သူတို့ကိုလည်းအလှပွဲတစ်ခုဖတ်တဲ့လူမျိုးစီစဉ်ပြီးတော့ကလေးအလှဆုံးခဏတွေထွက်လာပါပါတော့အလှဒီရေးစအလူဝဲတစ်ခုဝဲတယ်လို့ဗီတာမင်နဲ့ကလေးလေးနဲ့အတူတူဖတ်လာပြရပါလိမ့်မယ်ဒီမှာ တေချာလေးစီစဉ်ထားပါဘူး။ Okay. ဒီချွာမြချွေအကယ်ဒမီမြင်းမြစ်ဒီကိုချက်ကတော့ခုလောက်တက်လာတဲ့ရိုးစက်တဲ့ကလေးလေးတွေကမြချွာချက်တယ်။ဘာဖြစ်လို့လဲချွာတို့ရစင်ကံပေးရတယ်။အဲ့မြချွေရဲ့အမွေတွေကိုထိမ့်သိမ့်မှာတို့ကအားကြောင့်မလို့မြချွာတို့ချက်တယ်ပြုစုချက်တယ်ပို့ထောက်ပေးတယ်။ဒီစက်ကလေး များကြီး။ဟာမီစ်လေးရောက်၊မြင်းရှိရောက်၊မြင်းနေရောက်။အိုးဘေကျူ။အဲ့ကောအရန်ကိုတော့ဘေကျူချောလာလူတို့အဲဘယ်မြင်းမြင်းနေရောက်တော့ရှိတာအရန်ချောတော့နော်။တော့ကလေးတွေလား။ဟောကလေးတွေကခုနကပြောလို့အကွာသူတို့စဒီပုံမှန်ဒီကလေးဆိုပေါ့နော်။ဥပမာခေါ်တဲ့အခုခေါ်တာဆိုရင်ဟောခက်တဲ့ကေစလိုရီတဲ့မွန်ဒရာကျော်ရဲ့အတင်းသစ်စာဒါဆိုဘာပြောအကိုတို့ ငယ်ဘွားမှာရင်းနှီးခဲ့တဲ့အကုန်လူပညာရှင်တွေပဲဒီကအကုန်လူတွေပါဟုတ်တယ်နော်မေဂျာနော်ဒီ new generation တွေကချစ်ပြီးခင်ပြီးသားဒါအမြခုနပြောတဲ့မိုင်းဆိုးတို့မထက်တို့ဆိုရဲကိုတကယ်မောင်နှမတွေလိုနေလာတဲ့လူတွေဖြစ်တဲ့အတွက်သူတို့မျိုးဆက်တွေတွေကိုအရင်ကတည်းကဟိုစကတည်းကကလေးတွေလူပညာလောက်တော့မယ်လို့စိတ်ကူးကြရလောက်တော့မလို့စိတ်ကူးကြရကွာအာစိတ်ကူးနေဆိုတော့အခုလောက်မှာပဲဆိုပြီးတော့စလုံးဆိုလဲစလုံးလေးပေါ်ပြီးတော့အခုလက်တွဲလုပ်တယ်ခက်တခက်လေးဆိုလဲခက်တခက်ပြီးတွဲလုပ်တယ်တဲ့တဲ့လူတွေဒီ ုံနရာကျော်ရဲ့အောင်သူနည်းနည်းစာလေးဆိုလဲအာဖေဖေရလဲဒါကိုကသူ့ရဲ့ပရိသတ်တွေဆိုတာသူ့ရဲ့မျိုးဆက်တွေလေးတွေအကိုတို့ဒီအနုပညာရှင်ရဲ့မျိုးဆက်တွေတွေကိုအကိုတို့ကချစ်တယ်လို့ခင်တယ်လို့ပြန်လို့လို့သူ့ရဲ့ပရိသတ်တွေကလည်းချစ်ကြခင်ကြမြန်နိုးကြတာပဲဒီအဲ့တော့ဟောအဲ့ဒါဘုသူ့ရဲ့သမီးလေးရဲ့ဘုသူ့ရဲ့သားလေးရဲ့ဘုသူ့ရဲ့သူမလေးရဲ့ဆိုတာလူတိုင်းလူတိုင်းကချစ်ပြီးသားခင်ပြီးသားအဲ့တော့ဒီကလေးကိုလည်းပြည့်သက်ကမြင်ရင်တွေ့ကြကြပါဦး ကျွန်တော်အကွာအကွနီသူဒါပရိသတ်တွေလည်းမြင်သေးပါသေးဆိုပြီးတော့ဒါဒီခါလေးတို့လည်းပွဲလေးတက်ပြီးသားဖြစ်အောင်အကိုနဲ့လည်းဒီစတူဒီယိုလေးဝယ်လေးမှာပါဝင်ပြအောင်ဆိုပြီးတူလေးကိုထိတ်ကြဆင်နေပြီးတော့ကွာထိတ်ကြပြီးခေါ်လိုက်တာပါမက14နှစ်တောင်ရှိပြီကြီးရအော်မေချိုအဲ့လောက်တောင်ရှိပြီမေချိုဟုတ်ပါဟုတ်ပါမေချိုနော်ဟုတ်ပါမေချိုကျွန်တော်နောက်လာဆိုလို့ရှိရင်89ပြည့်ပြီ70ပဲ70ရဲ့ရောက်မေချိုမလေးချိန်စီပြောင်းတော့ကောင်းလိုက်တာမေချိုနော် တော့ကိုရခုနပြောလို့ဒီတို့ဒီနေပေါင်း၄၀ရည်တည်နေတာဆိုတော့ကိုပြောရကြဒါမနုပညာရှင်ဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းဖြစ်ဒီအားပေးတဲ့လူတွေချစ်တဲ့ခင်တဲ့လူတွေရှိတဲ့အရေးတက်မိတ်ဆွေအပေးရလူရှိမှာကိုရရည်တည်နေတာလေဒီလူတွေကအမြဲကိုရစိတ်ထဲမှာအမြဲဒါကျေးဇူးရှင်တွေဆိုပြီးအမြဲစိတ်ထဲမှာစိတ်ထဲမှာလဲထားတယ်ခါတော့လဲထားတယ်ဒါမလို့ကိုအားပေးတဲ့လူတွေလည်းဩဒါကာတို့စိတ်ဆွဲဖို့အားပေးရွယ်ဩသူတို့မှလည်းဒါ ကုသိုလ်တွေအတူတည်းလုပ်နေတဲ့အတွက်ဩဒါတွေလည်းငါတို့လည်းတပည့်ပဲစိတ်တပည့်ဦးရဲ့ကုသိုလ်လည်းတို့တွေရဲ့ကုသိုလ်လည်းအတူတူပါပဲလားဆိုပြီးစိတ်ထဲမှာပူတည်တာလည်းပွားရမယ်အလူလည်းပွားပြနိုင်အောင်လို့အကောရည်ပြီးတော့ဒီလိုမျိုးအလူတိတ်ချစတူဒီယိုလူတွေလုပ်ပေးတာပါဒါပေမဲ့ခုနပြောတဲ့ပုံမဲ့ပုံမဲ့အကိုကတော့ပုံကြီးချောင်းကန်နေအာဖရားကြီးချောင်းနေအကုန်လူတွေကြတန်းနေကြပါတော့ဒါပေမဲ့ဒီလိုစတူဒီယိုလူပွဲလေးဆိုတော့ပို့ပြီးတော့ လူရဲ့စိတ်ထဲမှာပို့ပြောလူကြီးတာသွားမယ်ပြောမယ်ပေါ့နော်စူးစီတာပွဲဆိုတာဟဲ့ပြောအကူကလူကြီးလူငယ်တွေရေးစူးစီတာဆိုစိတ်ဝင်စားပြီးတာခွဲမမာရေးဆိုဟောဗယ်နတ်စူးတာပြောနေဒီရင်တော့ကိုယ်လေးဝင်ပြီးတော့ဒါဝင်ပြီးစားလိုက်တာပဲပါလိုက်တာပဲဒီလိုမှစူးတာပွဲဆိုတော့ဒီလိုရင်းစုတ်ကာလာပိတ်ရမှာဆိုတော့လူရဲ့အကူလုံးအားလိုက်ရေးစိတ်ကြည်နူးနေပြောတယ်အဲ့ဒီအချိန်မှာ ီလိုမျိုးအပြင်ထွက်လိုက်တဲ့အချိန်မှာဒီလိုစုတည်တာပွဲလေးနဲ့ကျွန်တော်ပုံပြီးပျော်သွားမယ်ပုံပြီးကြည်နူးသွားမယ်နောက်အမှုပညာရှင်တွေနဲ့တွေ့ရတာလည်းပုံပြီးစိတ်ချမ်းသာမယ်အမေမေပြေတို့မေချိုတို့အချင်းတွေဆိုပြတော့ပုံပြီးပျော်ရွှင်သွားမယ်အဲ့လိုမျိုးကြပြိုင်တဲ့မှာပေါ့နော်ပွဲလေးရောလူရောစိတ်ရောအကုန်လမ်းလမ်းသွားမယ်ဆိုတော့အကုန်အဲ့လိုမျိုးကုလိုလေးနဲ့ရအောင်ဒီကိုလည်းဝမ်းသာမျိုးကိုရဲ့အပြင်ရဲ့ပြည်သက်တွေ customer တွေလည်းစိတ်ချမ်းသာဝမ်းသာအကုန်ဒီလိုမျိုးစီစဉ်လိုက်တာကျွန်တော်ချစ်တဲ့ပြိတ္တတွေကျွန်တော်လည်းချစ်တဲ့ပြိတ္တတွေ အားလုံးစိတ်လက်ချမ်းသာပါစေကိုယ်လက်ချမ်းသာပါစေလူအင်းဆန္ဒလည်းတလုံးတဝါရေပြေဝပါစေဒီသားတွေလည်းဖြည့်တဲ့ပို့ပြီးတော့ရောင်းကောင်းပါစေစိုက်မဲတွေလည်းအများကြီးဖွင့်နိုင်ပါစေလို့ဆုမေချိုးပြေတဲ့ဆင်းနဲ့ပြေပါစေလို့